ားလုံးမင်္ဂလာပါခင်ဗျာ KNN အကျိုးရှိအနေကျေးဇူးပါတယ်ဒီနေ့ကတော့ကျွန်တော်ဆောင်းမွေးနဲ့နေပြီ grade 12အင်္ဂလိပ်ဆောင်းမွေးလဲဒီပေါ့နော်ဒီ final exam နဲ့နေပြီဆိုတော့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောချင်လို့ပါအဲ့တော့ဘာလဲဆိုတော့ကလေးတွေကဒီဆောင်းမွေးနေပြီဆိုလို့ရှိရင်ကြာအများကြီးပေါ့နော်ကြာအများကြီးဆိုတော့ဘာတွေကျက်လို့ကြာမှမသိတော့အရင်ရှေ့ကမကြိုးစားခဲ့တဲ့များအခုကြာမှနင်းငံပိတ်ပြီးတော့ပေါ့နော်ဇောနဲ့ကြိုးစားနေရလေးတွေကျွန်တော်တွေ့လာလို့ဒါလေးတခြားသူတွေလည်းဒီလိုလေးဖြစ်မယ်ဆိုတာလေးကိုကျွန်တော်တွေ့မိလို့ဒါလေးကိုပြောချင်းဖြစ်ပါတယ် အဲ့တော့စာမွက်နီးလာပြီဆိုတော့တော့ပြာအများကြီးပေါ့နော်ခြောက်ပါတာဆိုတော့မြန်မာသားကြည့်ရမလားအင်္ဂလိပ်သားကြည့်မလားသင်ချာတွေ့မလားအပြားတွေများနေပြီအဲ့တော့သူ့ရဲ့လေခင်းနဲ့တူလောက်တာပေါ့အဲ့တော့ဒီဒီရဲ့ကမြန်မာသားလုံးမယ်ဒီဒီရဲ့ကအင်္ဂလိပ်သားလုံးမယ်နောက်ရဲ့သင်ချာလုံးမယ်နောက်ရဲ့ chemistry နောက်ရဲ့ physics နောက်ရဲ့ bio နောက်ရဲ့ bio ဘောကပေါ့နော်အဲ့လိုလုံးမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီကြားထဲမှာရှိတဲ့ဟာလေးတွေပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဆက်ပြတ်သွားလေးမဖြစ်အောင်တော့ view site ပို့လို့ရတယ် နောက်တဲ့မြန်မာသားကြီးပဲနေရလုံးမယ်ဆိုဂျာမြန်မာသားကြီးပဲချက်နေနေတာလူကညင်းငွေသွားရောနော်အင်္ဂလိပ်စာကြီးပဲနေရလုံးမယ်ဆိုလဲအဲဂျာတော့ညင်းငွေသွားရောတည့်ရလုံးဆိုတော့လေအဲတင်ချာကြီးပဲစတိုက်အတွက်မဲ့ကမဆွေကြီးပဲဖိစစ်ကြီးပဲဝေါခကြီးပဲနေတိုင်းအမြဲတမ်းဒါကြီးပဲ non stop လုံးမယ်ဆိုဂျာတော့အုံနောက်ကဘာလဲဆိုတော့ဟိုတခုတည်းဟိုပဲဒီအားဆိုင်နေရတော့အုံနောက်ရဲ့သူရဲ့ပုံမှန်လုံငန်းစဉ်ကညင်းငွေသွားရောပေါ့နော်နော်ဘာလဲဆိုတော့ဟို highway လမ်းမှာကာမောင်းတယ်လို့ပဲ ဒီလမ်းကြီးကတအားဖြူပြီးတော့မှဒီပုံစံမဲ့မောင်းနေရရင်ကြာတော့ပြင်းရင်ဝင်ပြီးအိမ်ငိုက်လာပေါ့နော်အဲအဲ့ဒီတဘောပါပဲအဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့ဒီဘာသာရပ်နဲ့ပတ်သက်ပြီးတော့မြန်မာသာကျက်တယ်ဟုတ်ပြီမြန်မာသာကိုအဓိကကျက်နောက်ပထမတစ်ခုပေါ့မြန်မာသာဥစားပေးအဘိနောက်ဘာလေးနဲ့တွေ့မလဲကျက်စာနဲ့တွေ့မလဲသင်္ချာလေးကိုနိုင်ဝယ်လောက်တွေ့မလဲဒါမှမဟုတ်တနိုင်လောက်တွေ့မလဲငကြံတဲ့ဟာလေးကိုလည်းကျွန်တော်တို့စာလေးဖတ်တာပဲဖြစ်ကျက်တာပဲ15မိနစ်စီလောက်နိုင်ဝယ်လောက်စီလိုက်လို့မယ်ဆိုရင်အချိန်လည်းအများကြီးမကုန်ဘူး ဒီ6ပါးသလုံးနဲ့ထိတွေ့ဖြစ်တယ်ပေါ့ဗျာဥပမာပြောမယ်ဆိုလို့ရှိရင်ဒါဒီနေ့မြန်မာစာလုံးမယ်ဟုတ်ပြီအဓိက main subject ကမြန်မာစာလုံးမယ်အဲ့တော့ကျွန်တော်တခြားဘာသာက second အနေနဲ့ဘာတွဲမလဲပေါ့နော် main subject ကမြန်မာစာကျက်စာဆိုတော့ကျွန်တော်တွက်စာနဲ့တွဲလိုက်မယ်တင်ချာတွဲလိုက်မယ်အဲ့တော့ second ဆိုရင်တင်ချာတွဲလိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်အရန်ကဘာလေးထားမလဲအင်္ဂလိပ်စာလေးကျွန်တော်ဒီနိုင်ဝဲလောက်ဖတ်မယ်ကမစီလေးနိုင်ဝဲလောက်ကြက်လိုက်မယ်နော် physics ကလေးကိုနိုင်ဝဲလောက်လုပ်လိုက်မယ် ဆိုတော့ဘာဝဲကလေးလဲနိုင်ဝက်45မိနစ်လောက်ကြက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်6ပါရာသလုံးနဲ့ထိတွေ့သွားမယ်ကိုအဓိကကြက်တဲ့ main subject ကိုလည်းထိခိုင်းမှာမဟုတ်ဘူးပေါ့ဒါကတော့6ပါရာအကျက်နည်းပေါ့နော်ဒါကိုနဲ့အစဉ်ပြေမယ်ကျောင်းသားရဲ့နဲ့အစဉ်ပြေမယ်တင်လို့ကျွန်တော်ဒီနည်းလမ်းလေးကိုလမ်းညွှန်ခြင်းဖြစ်ပါတယ်အော်နောက်တစ်ခုကကြတော့ကျွန်တော်တဘာရာချင်းကြက်တဲ့အခါမှာလဲတစ်မျိုးတည်းကိုပဲဟိုမကြက်နဲ့ပုံမှန်တမတ်တန်ဆိုတမတ်တန်လဲကြက်ပေါ့နော်တမန်တန်လည်းချက်ပြီးတော့တခြားပုံကြီးလေးလည်းရောလို့တခြားမိခိုးနံပါတ်တွေလည်းကွာ နော်ကြိုးစားပြီးတော့လုပ်ကြရမှာပေါ့ဥပမာအင်္ဂလိပ်စာပဲအင်္ဂလိပ်စာလေးကိုကျွန်တော်အဓိကပြောချင်တာပါနော်အင်္ဂလိပ်စာမှာဆိုကျွန်တော်က initial letter ကြီးပဲဥစားပေးပြီးတော့မလုပ်ဘူး initial letter လေးကိုကျွန်တော်နိုင်ဝဲလောက်လုပ်မယ်တကယ်အင်္ဂလိပ်စာအဓိကကျတဲ့ညီမှာပဲ initial လေးကိုနိုင်ဝဲလောက်ကြည့်မယ်အဲအဲ့ဒါပြီးလို့ရှိရင် question number 2ဖြစ်တဲ့ multiple choice လေးကိုနိုင်ဝဲလောက်ကြည့်မယ် grammar လေးကိုတနိုင်လောက်သွားလောက်ကြည့်မယ်ကြပြလေးနိုင်ဝဲလောက်ကျက်လိုက်မယ် short question လေးကိုနိုင်ဝဲကျက်ကြည့်မယ် rhythm lesson လေးကိုနိုင်ဝဲဖြည့်ကြည့်မယ်နော်စင်းလေးကို အဲ့တော့ဒီ simple sale ကိုနိုင်ရွယ်ဖြစ်ကြည့်မယ် and simple sale နိုင်ရွယ်ဖြစ်ကြည့်မယ်အဲ exchange နဲ့ဒါအလောက်နိုင်ရွယ်တော့ကြည့်မယ်အဲကြောင့်မအစင်းလက်တာအောင်မှာကျွန်တော်တို့ကဒီကြက်တာပဲဖြစ်ဖြစ်ရေးချင်တာပဲဖြစ်ဖြစ်ပေါ့နော်နိုင်ရွယ်တနိုင်လောက်အချိန်ပေးမယ်ပေါ့ဒီလိုလေးမိကုန်းပုံစံလေးကိုအများကြက်မယ်ဆိုလို့ရှိရင်အဲ့ဒါမှလာရင်ကျွန်တော်တို့အားလုံးနဲ့ကိုက်ညီပြီးတော့မှအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီပုံစံတစ်မျိုးပဲဒီလိုပေါ့နော်ပထမဆုံးစောင့်ကြည့်လာမယ် initial letter ကိုပဲကျွန်တော်ဦးစားပေးကြက်နေမယ်ဆိုရင် ။ Ocean နဲ့ဟာရကြတော့ဒီ10မှတ် initial letter 10မှတ်ကိုပဲအောက်ကွင်းလို့မြင်အောင်လေ။အောက်မှတ်40ရာဘုကကြတော့။ Gen နဲ့ဟာရင်လည်းကျွန်တော်လောက်အောင်ပါပေါ့နော်။ initial letter မှာ9မှတ် multiple choice မှာ9မှတ်အဲ့လိုလေးနေဘုနာတက်မှတ်ဒီနာနံပါတ်ဒီနာ3မှတ်ဒီနာ4 5မှတ်နဲ့ယူပြီးမှစာမွေးဆိုတာ40ရာပြီးအောင်လား။အဒီမိကုံးပုံစံတစ်ခုတွေကနေအမှတ်ပြရဖို့ဆိုတာကရန်တော်ရဲ့ကြောင်းသားတော့မပြောဘူးပေါ့နော်အော်ရမ်းမတော်ဘူးပုံမှန်နဲ့ဒီပုံမှန်နည်းနည်းပဲဖြစ်တဲ့ပုံမှန်တော့ပဲလိုက်တဲ့ကြောင်းသားကြတော့ဒီ ီထက်ကနေဆဲမတ်တန်နေနေဆဲမတ်တန်အဆဲမတ်ပြရဖို့ဆောင်မလွယ်ဘူးအော်ဒီနေရာကိုအရင်မျောလင်းနေအလုံးမြလုပ်ပြီးမှငါလုံးငါငါမှငါမှငါမှဘုနာနံပါတ်3မှာအဲ့လိုလေးယူရင်းနေမှာ40ရပါဘောနော်မြမသာဆိုလည်းအဲ့လိုပဲတမတ်တန်လေးအော်တမတ်တန်လေးလုံးမယ်ဒါခက်ဆက်လေးတွေကြက်မယ်အလင်္ကာလေးတွေညကြက်မယ်အဲနောက်တစ်ခါကျတော့ဒီကြပြပုတ်ကြီးလေးကြက်လိုက်မယ်ရေးသေးလေးကြက်လိုက်မယ်စကပြေးလေးကြက်လိုက်မယ်စိုက်စကုံးလေးရေးချင်းလိုက်မယ်အဆိုးချီလေးရေးချင်းလိုက်မယ်ဒါဒီလိုလေးတွိုင်းနေမှာကျွန်တော်တို့ကဒီမြပြီးတော့မှအမကအလိုရမှာ တင်းချဆိုလဲလို့ပဲတင်းချဆိုလဲအတမတ်တန်လေးလို့ချိမယ်နော်ပုတ်ကြီးနော်သွားပြီးတော့မှပုတ်ကြီးတွေတွေ့ချိမယ်နော်အဲအဲ့လိုမျိုးလေးတွေနဲ့မျှအောင်လုပ်မှာကမ္ဘာစီဆိုလဲလို့ဖီစစ်ဆိုလဲလို့ဘိုင်ယိုဘောကဆိုလို့အတမတ်တန်လေးတွေချိမယ်နော်ဟိုပုတ်ကြီးတွေငါးမတ်တန်ဆိုငါးမတ်တန်ချိမယ်ဆယ်မတ်တန်ဆိုဆယ်မတ်တန်အဲ့လိုမျှလုပ်မှသာလေကျွန်တော်တို့ကအောင်မရမယ်ဒီကနေမှတဆင့်တက်မယ်ဆိုလို့ရှိရင်အမှန်များမယ်ဒီကနေမှတဆင့်တက်မယ်ဆိုရင်ဂုံလူရမယ်ဒီကနေမှတဆင့်တက်မယ်ဆိုရင်အမှတ်ပြရမယ်ပေါ့အဲ့လိုတဆင့်ချင်းသွားမှာကိုယ်ကစစချင်းဒီ ဂုံနူးလာပြီးတော့မှန်လို့မရအောင်နော်စသဖြင့်ပထမဆုံးကိုအောင်မတ်ပေါ့အောင်မတ်ကနေအောင်မတ်ရအောင်လုပ်မယ်အောင်မတ်ရပြီးမှဒီအမှန်များအောင်လုပ်မယ်အမှန်များပြီးမှဂုံနူးဆိုတာကိုကျွန်တော်တဆင်ချင်းလေကားရတဲ့တလို့ပဲကြော်တက်လို့မရအောင်ကြော်တက်ရင်အခက်မသိရင်ပြုတ်ကြရတယ်ဂုံနူးမှမီးဒါကြောင့်မလို့ဖြစ်သွားတာပါလို့ဆိုချက်ဆိုဂုံနူးမှန်းနဲ့ဒါမှကြရတယ်ပေါ့နော်ဒါမျိုးလေးကြီးလည်းရှိတတ်တယ်ဘာလို့လဲဆိုတော့လေကားရဆိုတာကြော်တက်လို့မရအောင်ကြော်တက်မယ်ဆိုရင်အခက်မသိရင်ပြုတ်ကြမှာပေါ့ နော်ကြောတက်လို့မရဘူးတဆင်ချင်းတဆင်ချင်းကျွန်တော်တို့သွားမှာရမယ်အဲအဲ့လိုမျိုးတဆင်ချင်းလှုပ်ပြီးတော့ပုံမှန်လေးကြိုးစားမှာစာမွေးဆိုတာကြီးကိုကျွန်တော်တို့ကြော်လာနိုင်မှာပေါ့နော်အဲ့တော့စာမွေးဖြည့်တဲ့အခါမှာဒါကြီးစာမွေးကိုနီးပြီးဆိုပြီးတော့မှကြောက်စိတ်ကြီးနဲ့ဖြည့်လို့နေဒီကြောက်စိတ်ကြီးကကိုယ့်ကိုဖြည့်စည်းနေတဲ့ခါကျတော့စာကျက်တဲ့ခါလဲဒီကြောက်စိတ်ကြီးနဲ့နော်စာလှုပ်တဲ့ခါလဲလေ့ကျင့်တဲ့ခါလဲဒီကြောက်စိတ်ကြီးနဲ့ဆိုအဆင်မပြေဘူးအဲ့ကြောက်စိတ်ကကိုယ့်ကိုဒီနော်ဖီးကကိုယ့်ရဲ့ကြောက်စိတ်ကကိုယ့် ပြန်ပြီးတော့မှဒီ6လန့်နေမြဲဘောဆိုလို့ရှိရင်ကိုကကြောက်ပြီးတော့မှเนาะအဲဆာမန်နီလေးဆာမန်ရနေစိတ်ကြောက်ကြောက်ချက်ပြလေအဲ့လိုပြဿနာရင်းလည်းရှိလာအောင်ပါအဲ့တော့ဒါကိုပုံမှန်လေးလုပ်ပါမေခွန်းကိုပုံစံတွေကိုမျှပြီးတော့လုပ်ပါတကူတဲကိုပုံပြီးတော့မချက်ပါနဲ့နောက်ပြီးတော့ခါကျတော့အေးဝဝအေးပါအနာယူပါပုံနောက်ကိုလည်းအနာပေးပါဇောကြီးနဲ့ဖိပြီးတော့မလုပ်ပါနဲ့အဲ့ဒါဆိုရင်တော့ဒီ ဒါမဲ့2025မတ်လမှာဖြစ်မဲ့ဆောင်းမကောင်းကောင်းမှုဖြည့်ဆို့နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အားလုံးပဲကောင်းကောင်းမှုဖြည့်ဆို့နိုင်ပြီးတော့အမှတ်ကောင်းကောင်းနဲ့ကိုယ်လူများများရနိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။